ဒီမှာ nationally ပြည်သူများအားလုံးပဲမင်္ဂလာပါလို့ပြန်လည်နှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာကျွန်တော်ဒီတစ်ပတ်မှာဆိုလို့ရှိရင်တော့ကျွန်တော်ဒီ MLN League 2025ရဲ့ကျွန်တော် quarter final ပွဲစဉ်တွေကိုဂျွန်လာ16ရက်နဲ့19ရက်နေ့တွေမှာတရက်ကို2ပွဲနှုန်းနဲ့ကျွန်တော်ဒီရန်ကုန် United ကွင်းနဲ့ကျွန်တော်ဒီတိုးဝနာကွင်းမှာရှင်းပါသွားတော့မှာဖြစ်ပါတယ်ဒီပွဲစဉ်တွေမှာဆိုလို့ရှိရင်ဒီပထမအဦးဆုံးဖြစ်တဲ့ဒါ16ရက်2025ဝန်ယူစီကွင်းမှာဆိုလို့ရှိရင်တကုံပေါ်အသင်းနဲ့ရနာပုံအသင်းတို့ထိတဲ့တွေ့ဆုံနေတာဖြစ်ပါတယ်ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့အာကိုတော့ကြားနေပြီးတော့စတင်ပြီးတော့ဆွေးနွေးသုံးသပ်ပြီးပါဦးခင်ဗျာကျွန်တော်တို့ဒီနှစ်သင်းရဲ့ဒါနီးပြချုပ်တွေရဲ့ပြောစကားအရာကိုကြည့်မယ်ဆိုရင်တော့နှစ်သင်းလုံးကတော့ final ုင်နယ်ထိသွားမယ်ဘောလူဝဲထိရောက်မယ်ရောက်ကြိုးစားမယ်လို့ပြောထားတာရှိတယ်ပေါ့နော်ကျွန်တော်ဟုတ်ကဲ့ပြီမှမြင်ရတယ်ပေါ့နော်အလားတူပဲဒီကစားသမားတွေကလည်းဒီစိတ်ဓာတ်နဲ့ပဲဒီပန်းနိုင်ဝဲဥတီတယ်ဆိုတော့ဒီဘွဲကကျွန်တော်စမပြောငယ်ရပွဲကောင်းဖြစ်မယ်ဆိုတော့ဒါဟိုညှင်းစရာတော့မလိုတော့ဘူးလို့ထင်တယ်ပေါ့နော်ဟုတ်ကဲ့ပါကစားသမားတွေရောနေပြတွေရောကဘောလူဝဲထိသွားကြမယ်လို့ဒါ ြောထားကြတယ်ပေါ့နော်စူးစမ်းမယ်လို့ပြောထားကြတယ်ပေါ့နော်အလားတူပဲဒါတကုံပေါ့မှာဆိုတဲ့တကယ်ဒါမေချဲရာဇာအောင်ထွန်းထွန်းသိမ့်နောင်နောင်ဆိုးလို့လူကစားသမားကောင်းတွေရှိသလိုရန်အောင်မှာလည်းဒါအတွေ့အကြုံရှိတဲ့ပြည်မိုးမျိုးစုံဦးတို့လူကစားသမားတွေအပြင်ဒါဆိုးထွက်ဝင်းတို့ညင်အောင်တို့လူကစားသမားတွေလည်းဒါလူကစားသမားကောင်းတွေလည်းရှိတယ်ပေါ့နော်ဟုတ်ကဲ့ချုံပြီးပြောရမယ်ဆိုတော့နှစ်သိန်းစလုံးကတော့တသိန်းနဲ့တသိန်းအရန်ခွာဟချက်တော့မရှိဘူးအင်းပွဲအတွင်းမှာအခွင့်အရေးကိုအသုံးချနိုင်တဲ့အသင်းကပဲဒါအနိုင်ရသွားမယ်တကယ်လို့ရတဲ့အခွင့်အရေးကို အသုံးချနိုင်မယ်ဟေ့ဆိုရင်တော့ဝှက်ဖြစ်ပြောင်းလဲနိုင်မယ်ဟေ့ဆိုရင်တော့ဝှက်ချိန်တွင်ပဲပဲအဖြေပေါ်သွားမှာပေါ့နော်တကယ်လို့ဟိုနှစ်သင်းစလုံးကအခွင့်အရေးတွေရတယ်ကိုဖြစ်ဆုံးမပြောင်းလဲနိုင်ဘူးပေါ့နော်အဲ့လိုဟိုလွဲချော်နေမယ်ဟေ့ဆိုရင်တော့ဟိုပန်နလီတွေပါထပ်ဖြစ်ရင်ဖြစ်နိုင်တာပေါ့နော်တကယ်လို့ခွင့်ရရမယ်ဆိုရင်တော့ဒါပန်နလီတွေမတွားဘူးလို့တော့ထင်တယ်ဒါမနစ်ကကျွန်တော်တို့ဒီအမှတ်ပေးနှစ်ချိန်တွဲဆုံမှုကိုကြည့်မယ်ဆိုရင်ရန်နာဘုံကပထမကြောက်မှာနှစ်ကိုးတကိုးနဲ့နိုင်တယ်ဒုတိယကြောက်မှာသုံးကိုးစီတည်းကြာထားတယ်ပေါ့နော်အဲ့တော့ဟိုသူတို့မနစ်ကအမှတ်ပေးမှာတွဲချုံတွဲဆုံမှုတွေကြည့်ရကြည့်ရမယ်ဆိုရင်လည်းဒါ ဂိုးတွေပြန်လဲမြင်ရတာမြင်ရတာပေါ့နော်ဒီဒီချိန်လဲကျွန်တော်တင်တဲ့ဂိုးတွေမြင်ရမယ်လို့ထင်တယ်ဆောနာကျွန်တော်သုံးသက်ခဲ့သလိုပဲဝဲရတော့တကယ်ကိုဝဲကောင်းဖြစ်မှာပါခင်ဗျကိုကိုမင်းကသုံးသက်ပြီးပါဦးခင်ဗျ ဟုတ်ကဲ့ပါဒါဒကုံဘောတဲ့ယန္တနာဘုံအတင်းတော့ထိတ်တက်တွေ့ဆုံမှုဖြစ်တယ်ဒီဒကုံဘောတင်းရတော့ဒါပြီးခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ဒါအုပ်စုနောက်ဆုံးတက်ဖို့တက်ခွင့်ရဖို့အတွက်အဆုံးဖြတ်ပွဲစဉ်မှာတစ္ဆာအာမန်နဲ့ပွဲစဉ်ကစားခဲ့ရတယ်ဒီပွဲစဉ်ကသူတို့အတင်းဒါရှုံသွားပြီလို့တော့ပြောလို့ရတဲ့အနေအထားတစ်ခုမှာဒါနောက်ဆုံးမိနစ်နောက်ဆုံးအချိန်မှာမှာပါဒါဝိုင်းရင်တိုက်စင်မှုဒါဒီရာဇအောင်အားနေပြီးတော့ကျတော့သူကိုယ်နဲ့တေးကြပြီးတော့ကျတော့သူကနောက်တစ်ဆင့်ကိုတက်ရောက်နိုင်ခဲ့တဲ့ဒီစဉ်မှာဒါယန္တနာဘုံတင်းနဲ့တွေ့ရတယ်ပေါ့ဒါပေမဲ့ကျွန်တော်ဒီဒကုံဘောကိုစိတ်ဝင်စားတာကဒကုံဘောကဘာဖြစ်လဲဆိုတော့လက်ရှိဒီတိုက်စင်မှာဆိုလို့ရှိရင်ခုနကကိုတော့ကြပြောသလိုမျိုးပဲရာဇအောင်ရှိမယ်ပြီးလို့ရှိရင်မစ်ချယ်ရှိမယ်မိုက်ကယ်လို့ရှိမယ်အဲအဲကန်တို နာပေါ့နော်ဒီကစားသမားတွေရှိတယ်ဒီတိုက်စစ်ကဒီကစားသမားတွေကတော်ဝင်တော်အသင်းတွေကိုတော့သူတို့ရှင်းနိုင်စွမ်းရှိတဲ့ player တွေလို့ပြောလို့ရတယ်ဒီခွဲလဲမှာဆိုလို့ရှိရင်လည်းညင်ချန်ဆိုးလို့ရှိမယ်ရဲဝင်လိုက်လို့ရှိမယ်ပေါ့နော်ဒီကစားသမားတွေရှိတယ်ဒီမှာတခုကျွန်တော်ကြည့်မိတာဆိုလို့ရှိရင်ညင်ချန်ဆိုးဆိုလို့ရှိရင်လည်းဒါအသင်းဟောင်းကိုပြန်ပြီးတော့ရင်ဆိုင်ရမယ်အနေအထားတခုဖြစ်တယ်ပေါ့နော်ကျွန်တော်ပြောချင်တာကဒီပွဲစဉ်မှာအကဲဒီဒဂုံပေါ်အသင်းကနောက်တန်းကအမားမလုပ်ခဲ့ဘူးဆိုလို့ရှိရင်တော့ရတနာပုံအသင်းကိုတကယ်ကိုတည်ချာလေးကောင်းကောင်းမွန်လင်းနဲ့ရှင်းပြန်ကစားပြီးတော့ဒဂုံပေါ်တောင်မှာအသာရသွားနိုင်တဲ့အနေအထားတခုလို့တော့ပြောချင်တယ်ဒါပေမဲ့တစ်ဖက်မှာလည်းဒါဒီပြမြင့်ကိုတော့ပြောတာရှိတယ်သူတို့အနေနဲ့ဘာပဲပြော ပြီးတော့ဒီရာသီမှာဒီ leak gap ကိုသူတို့ final ที่ရောက်အောင်သွားမယ်ဖလားယူမယ်ဆိုတော့ပြောထားတာမျိုးရှိတယ်ပေါ့နော်ဒီမှန်းချက်ရှိတယ်ဒီမှန်းချက်ရှိတယ်ဆိုတဲ့အခါကျတော့ဒီပွဲစဉ်ကနှစ်သင်းစလုံးဘာပဲပြောပြောနီးပြတွေကလည်းလောက်တာ gain တက်ရှိတယ် player တွေကလည်းပဲဒါတကယ်ကိုပဲသူတို့နီးပြရဲ့ကစားကွက်မှာစီမျောပြီးတော့ကစားနိုင်စွမ်းရှိတဲ့ player တွေဖြစ်တဲ့အခါကျတော့ဒီပွဲစဉ်ကတကယ်ကိုပဲကြည့်လောက်အောင်ပွဲစဉ်တစ်ပွဲလို့ကျွန်တော်အနေနဲ့လည်းသုံးသပ်ချင်ပါတယ်ခင်ဗျာ